အကြီးမင်္ဂလာပါမင်္ဂလာပါရှင်မင်္ဂလာပါဟုတ်မင်္ဂလာပါဟုတ်ကဲ့အရင်ဦးဆုံးပကြီးရဲ့ပရိသတ်တွေရင်းသောမိဆက်စကားလေးပြောပြပါအောင်အားလုံးမင်္ဂလာပါရှင်ပကြီးချစ်ရတဲ့ပရိသတ်တွေအားလုံးအာစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ဆက်ပါတယ်ရှင်ဟုတ်ကဲ့အရင်ဆုံးသိချင်တာဘာလို့အလောက်အောင်လှနေရလဲဟုတ်တယ်ဘာလို့လှလာလဲဘာနေရပိန်တော့ဒိန်လို့ပဲရှိရနော်ပိန်တော့တယ်နော်မဘာပြေမှာတတမောင်းမောင်းနေလဲဆိုတော့အရင်စစ်ပြေဟုတ်ကဲ့ ပကြီးကဆလတ်တော်တွေဖိတ်ခေါ်ဖို့စူးစမ်းနေရကြခဲ့ပြီးเนาะကျင်ပေါ်ဇလန်တဲ့မှာကလေးကပကြီးရဲ့ကာရီတာကိုကိုတိုင်းဆိုလို့ရှင်လည်းတကယ်ကိုအားပေးခင်ရတာပရိသတ်တွေလည်းအရင်သဘောကျပြီးတော့အဲ့မှာပကြီးကာရီတာတစ်ခုအနေနဲ့လည်းအများကြီးတိမှတ်ပြုခင်ရတယ်လို့ထင်တယ်အဲ့တော့အဲ့ခလေးကဖိတ်ချင်နေရအခုတော့အခါခွင့်တယ်ပကြီးလည်းလှုပ်သွားနေရတဲ့ကိုရိုက်ကူရင်းနဲ့မဆက်ဆက်မိရပါဘောเนาะကိုကျန်ဆုံးခန်းနေလည်းပါတယ်ဟုတ်လားဖိတ်ခန်းလည်းကိုဟုတ်တယ်ဟုတ်တယ်အဲ့ဒါကိုကြိုက်တာဘယ်နောက်ရိုက်ခဲ့ဘယ်နောက်ရိုက်တာလာလာလာဆိုတာမျိုးတွေလေအဲ့တော့ ကျင်မော်ဇလန်တွေကတော့အမတို့ပြသခဲ့ပြီးရကြပြီဆိုရင်အဲ့အဲ့ထဲကကာရက်တာကိုအရင်အားပေးခဲ့ရတဲ့ခါကြတော့လေအဲ့ပိုင်းလေးနဲ့အရင်စလိုက်ခြင်းနဲ့အဲ့မှာပရိသတ်တွေစီကနေပြန်ရတဲ့ feedback တွေပကြီးတော့လေဘယ်လိုမျိုးခံစားရလဲပေါ့ဘယ်လိုတွေပြန်ကြားသိရလဲပေါ့ဟိုအဓိကကျတော့ပကျူဒီ hebrew ကနေပြီးတော့ပြရတဲ့အပိုင်းလေးကြတော့တခြား application လိုမျိုးသူကတပိုင်းကိုအပြည့်မပြခင်ထွေလာလေးတွေနည်းနည်းနဲ့တီဇာလေးနည်းနည်းလေးတွေပြီးရတဲ့အချိန်မှာ ကိုရဲ့ idea တခါကြာလို့ရှိရင်ဟိုကြီးတဲ့ပိတ်သက်တွေတော့ဥပ္ပံဖြစ်နေလားပုံနေရလားဘာကျင်းဒီကားထဲမှာဆိုရင်အဓိက idea တွေလည်းပြောင်းထားတယ် follow တွေပါအကုန်ပြောင်းနိုင်ပေါ့နော်ကိုလည်းမြန်မာဆုံးခွင့်ရရတဲ့ကားလည်းဖြစ်တဲ့အတွက် series တွေမှာဆိုတော့အဲ့လိုပြောင်းထားတဲ့အခါကျတော့လည်းစိုးရင်စိတ်တော့ရှိတာပေါ့လေဒါပေမဲ့တကားလုံးကိုအားလုံးချုပ်ငုံပြီးကြီးလိုက်တဲ့အခါကျမှပဲအပိတ်သက်ကဟိုပို့ပြီးလက်ခံသွားတယ်ပေါ့ဒီပထမအတူလေးအတူလေးကြီးရဲ့ကျွန်တော်ကိုဝပဲကြော်နေရလားပေါ့ဘာလို့ဆိုကိုနဲ့ခက်ကလည်းအေးတဲ့ လူဟို character ပုံစံမျိုးဆိုတော့လေကိုကကျတော့မလှုပ်ရင်ဒီအပိုင်းမှာကိုကမလှုပ်လို့မရအောင်ဆိုအခါကျတော့ဒီ CV တွေ့တစ်ခုလုံးပြီးွားမှပဲဒါမီဇူရီကဘယ်လို character လဲဆိုတာကိုပို့ပြီးတော့ပြစ်သက်ကလက်ခံလာဟုတ်ဟုတ်တကယ်အရင်မှလေတေးဥဆောင်တာလေပြောရမယ်ဆိုလို့ရှင်အလိုပိုလုံးဝမရှိဘူး။အင်းလုံးအရန်အရန်သဘောကျတယ်။သတိထားမိတယ်အာပူပြီးသတိထားမိတယ်အဲ့ကားထဲမှာလေနော်။အဲကြောင့်လေအဲ့အဲ့ကားကိုကြည့်ကြည့်ပြီးတော့ ဘယ်လိုပြောရမလဲတောက်တာလားအနေထိုင်ပို့ပြီးတော့တိမ်မွေသွားတာပေါ့တိမ်မွေသွားတိမ်မွေသွားမိမကိုတောင်းမထားရမယ်ကယူဆိုင်ရမယ်ပေါ့အခုကတော့ပြောရတယ်ဘယ်ဘက်ကိုကြိုက်တာလဲမှမသိဟုတ်တယ်ပြောတော့ပါဘူးတော့ပြောလို့ဆိုတော့ထိတ်ကပိတ်ပြန်မိမတွေအားလို့ရှိတယ် ကျင်းစုံလုံးဝအော်ရာအပြည့်ပဲပေါ့နော်အဲစပြီးတော့ဝင်လာတဲ့အချိန်ဇလန်နဲ့မှရှိနေတဲ့အချိန်ရောဘယ်မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အော်ရာအရင် strong ဖြစ်တယ်ပေါ့အဲ့ကျတော့ပရိသတ်တွေကြည့်တဲ့အခါမှာ character ဆိုလို့ရှိရင်ဟာမိမိကြီးဆိုလို့ရှိရင်လုံးဝအဲတကယ်ကို man နဲ့ပေါ့နော် han နဲ့ man နဲ့အော်ရာအပြည့်နဲ့ပေါ့အဲ့လို character မျိုးပရိသတ်တွေကမြင်နေပေါ့ဒါပေမဲ့ကိုကိုတိုင်းဆိုရင်ရောကိုကိုတိုင်းကြိုက်တဲ့ character အနေနဲ့လုပ်မယ်ဆိုရင်ဒီလိုမျိုး character မျိုးတခြားဘလို character တွေရောကိုကိုတိုင်းပုံဖော်ချင်တာမျိုးရှိလေကိုစိတ်ကိုတိုင်းဆိုရင်ဟုတ်ပါတော့ပကြီးအသက်အရွယ်ရဒါဆို35ရှိပြီပကြီးအသက်အရွယ်ရပကြီးခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ရရောတိကြတယ်ဟိုအရန် cute beauty တို့မကြည့်လုံးလုံးမရအောင်မကြည့်တွေ့လိုက်တဲ့ character တခုတော့အဲ့လိုမျိုးလေးတော့ဟို character တခုမှရှိနေရေပေါ့နော်ပကြီးရဲ့ခန္ဓာကိုယ်အကျိုးစားရလူကောင်းအရာအသက်ရွယ်ရဆိုလို့ရှင်ပြီးတော့အများကြီး ဟိုဒီကားတွေဆိုရင်ပကြီးတိတ်မရိုက်ဖြစ်တော့ကိုလည်းစီးပွားရေးလုပ်နေရဖြစ်တဲ့အတွက်ကို character နဲ့ကိုလက်ရှိအသက်အရွယ်နဲ့အဝင်ဝင်ချတဲ့ character မျိုးဆိုလို့ရှိရင်တော့ဟိုရိုက်ချင်တယ်ပေါ့နော်ရိုက်ချင်တဲ့အခါကျတော့ဟိုတကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်ဒီမီဇူရီဆိုတဲ့ character တော့ပကြီးအကြိုက်ဆုံး character တွေမှာပါတယ်ပကြီးနဲ့လည်းလိုက်တယ်လို့ပကြီးခံစားရတယ်အာပကြီးကြိုက်တဲ့ fashion ပုံစံကိုလည်းအပြည့်အဝပကြီးဝတ်ခွင့်ရတယ်ပကြီးကြိုက်တဲ့သဘင်ပုံစံအကုန်အကုန်ပကြီးလုပ်ပြခွင့်ရရလို့ဟိုအဲ့လိုမျိုးပေါ့နော်ပကြီးရှားတယ်နော်ကိုရဲ့လုတ်ချင်တဲ့ ဒီပုံစံဝစ်ချင်တဲ့အဝတ်အစားပြင်ဆင်ရင်းတဲ့ဒီသဖြင့်ပုံစံမိတ်ကပ်ကိုကိုလိုချင်တဲ့ပုံစံတိုင်းရတဲ့ကားဆိုတာကိုလက်ထက်ထဲကြောက်ဖို့တော်တော်လေး ချတယ်တော်လည်းခရင်ပါတယ်ခွင့်ရရဖို့လည်းနေပါတယ်ဘာကြည့်လို့ပါလို့ဆိုတော့ဟိုဘာကြည့်လို့အောင်မြင်တဲ့အမှုပညာရှင်မဟုတ်ဘူးပေါ့နော်ကိုကိုလည်းအဲ့လိုခံယူထားတာဖြစ်တဲ့အတွက်ဒီအချိန်နဲ့ဘာကြည့်ရောက်နေတဲ့အသက်အရွယ်နဲ့ဘာကြည့်လောက်ရတဲ့ character နဲ့ဘာကြည့်ဖြစ်ကျင်တဲ့ဟာတွေကဒီကျင်ပေါ်မှာတစ်ထက်တည်းကြရလို့ဘာကြည့်ခံစားရပေါ့အဲ့တော့ဘဝမှာအမှတ်တရဖြစ်စီရဲ့အစီအလေအောင်မြင်တဲ့အမှုပညာမဟုတ်ပါဘူးအောင်မြင်လို့ဒီမှာလာထိုင်နေတာပေါ့အာကိုကိုကတော့အဲ့လိုမြင်တယ်ဘယ်တော့မှမစင်စားထားဘူးအောင်မြင်တဲ့လက္ခဏာပါအဲ့ဒါကောင်းပါတယ်ကျေးဇူးတင်ပါတယ်ဒီမှာထိုင်ခွင့်ရလို့လည်းကျေးဇူးအများကြီးတင်ပါတယ် အားယူထိုင်ဖို့လွန်ခဲ့တဲ့နေပေါင်းများတိုင်းလည်းစူးစမ်းနေတာထိုင်ရသေးဘူးကိုယ်လည်းမထိုင်ရသေးဘူးမထိုင်ချင်လို့လားမထိုင်ချင်ဘူးမထိုင်ချင်ဘူးကိုယ်နဲ့တူဘူးဘာကောင်းလဲဒီပုံစံဟုတ်ကဲ့ပကြောင်လိုမျိုးပြောလို့လေအဲလက်ရှိမှာကိုယ့်ကိုယ်အဲ့လိုမျိုးမခံရသေးဘူးဆိုပေမဲ့အမဆိုလို့ရှိရင်ပကြီးရဲ့အနုပညာခရီးလမ်းလည်းအခုအချိန်ကာလတစ်ခုရှိပြီးတော့တွေးမိရဲ့နောက်တစ်ခုကအမပရိသတ်တယောက်အနေနဲ့ ပကြီးကိုအရင်ကတည်းကလည်းပကြီးမေပကြီးဆိုတာကဒီဟိုဗီဒီယိုလောကကလေးကလည်းအများကြီးဖန်ပြီးခဲ့တယ်ပုံဖော်ခဲ့နောက်တစ်ခုကအမသတိထားမိတာကလေကိုဗစ်ပီရီယက်ကာလတော့မှာပကြီးအလုပ်တွေလည်းအရန်လုပ်တယ်နောက်တစ်ခုကပကြီးရဲ့အလှရယ်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ပကြီးရဲ့အနုပညာတော့ပါအမတွဲပြီးတော့လေမေပကြီးဆိုတာဒီလိုပါလားဆိုအမတွတ်တော့လေအမပို့ပြီးတော့သတိထားမိရယ်ပို့ပြီးတော့လည်းသဘောကျလာမိရယ်အခိုက်တန်းရှိရယ်ပေါ့နော်ဆိုတော့ပကြီးနေနေဆိုလို့ရှိရင်ကိုဖြတ်တန်းခဲ့တဲ့အနုပညာခီလန်ကာလတစ်လျှောက်မှာကိုရဲ့တိုးစားခဲ့တဲ့အချိန်တွေပေါ်မှာကိုကိုဘလို့ပြန်ပြီးတော့သုံးသပ်မိလဲ အာဘယ်လိုပြောရမလဲဆိုတော့ကိုကိုကိုဘယ်ချိန်လုံးဝမှငါမကြိုးစားခဲ့ဘူးဆိုတာပကြီးမှမရှိခဲ့ဘူးပေါ့နော်မရှိခဲ့ဘူးပြီးတော့လက်ရှိပကြီးအသက်35မှာလည်းဟိုကိုကိုကိုအနားယူခဲ့တဲ့အချိန်လည်းမရှိခဲ့သလိုအလုတ်ကိုပကြီးကတောက်လျှောက်လုတ်ခဲ့တဲ့လူဖြစ်တဲ့အတွက်ပကြီးဖြစ်တတ်မှုတစ်ခုမှာပကြီးနောင်ကြရတဲ့အချိန်ကတိတ်မရှိဘူး အော် family အတွက်ရောမကြီးအကူမကြီးအတွက်ရောမောင်နှမတွေအကုန်လုံးပေါ့နော်မကြီးနောင်တရတာမရှိဘူးဒါပေမဲ့ဒီ covid ကာလတို့ဒီအရှိရမှာဆိုလို့ရှိရင်မကြီးရန်ခက်ခဲတယ်ဟုတ်ကဲ့အာခက်ခဲတယ်ဟိုပြောမယ်ဆိုအိမ်တော်ငှားနေတယ်ဘောကပေါ့နော်အဲ့လိုခက်ခဲတယ်ဒါပေမဲ့ဟိုပါပေါ့မကြီးရဲ့ဒီကောင်းချင်းတွေတဆင်ချင်းတဆင်ဖြစ်လာရဲဆိုတာကတော့အဓိကမကြီးအမေကိုမကြီးတတ်မှုထားလို့ပါအဓိကအမေအမေရဲ့ဒါ ဟိုပါဗောမေတ္တာတွေပြန်ရရလို့မိဘရဲ့မေတ္တာဆိုတာတော့ရှိပြီးသားဒါပေမဲ့ပကြီးပြောနေကြစကားထဲမှာတော့မိဘကိုအလုပ်ကျွေးပြုစုတဲ့တာသမီကဘယ်တော့မှကြာရှုံးမသွားဘူးဆိုတဲ့အရာကတော့ ဟိုမိဘတွေကိုစောက်ရှောက်တယ်ဆိုတာအာဘွားသူတက်အောင်မြင်နေဆိုတဲ့ဟာပုံပြင်တပုံမဟုတ်ဘူးပေါ့နော်အဲ့ဒါကိုမိဘရှိတဲ့လူတိုင်းကိုပကြေအဲ့အဲ့လေးတော့အမြင်နဲ့တတိပေးပြီးတော့ပြောပြတယ်ဟိုထပ်တူကြပြီးတော့အားလုံးရဲ့ရှိမှာပဲမိဘကိုလှုပ်ကြည့်ပြုစုပဲဘယ်တော့မှမကြရှုံးမနဲ့အမြဲတမ်းပရိသတ်တွေရှိမှာဟာလားနေရာတစ်ခုရမယ်ဒါတော့အမှန်ပဲချစ်တယ်နော်ပို့ပို့ပြီးတော့တောက်ပလာတာပေါ့ဘွားကနော်အဲ့ဒါမျိုးအဓိကအခုချိန်ကြီးအမေမရှိတော့ညာလဲပကြေက အမေအတွက်ဆိုပြီးတော့ဟိုမှာအနုပညာကြီးရတာပဲဖြစ်ဖြစ်ပြားလည်းဖြစ်အဲ့လိုအူဖြစ်ဖြစ်ဖယ်ပြီးတော့အခုအတွက်အခုဒီအမေအတွက်ပေါ့နော်အဲ့လိုမျိုးကြီးလုပ်ပေးတဲ့ကြောက်ဟိုပကြီးဆိုလို့ရှိရင်ဒီပုံစံပဲကိုကလည်းမြေပြည်ဒီရပဲဒါပေမဲ့ဒီအချိန်တစ်စစ်ချာမှာဒီလိုပြောင်းလဲသွားရဲဆိုအဓိကအမေနဲ့အများကြီးဆိုင်ပါဟုတ်ကဲ့ပါဟုတ်ပါ ခုနကပြောရတဲ့အထဲမှာဒီအဟွာကိုယ့်ရဲ့စီးပွားရေးဆိုတာနဲ့ပတ်သက်လို့ပေါ့နော်နှက်ခမ်းနေသလောက်အရင်သဘောကျအယောင်နဲ့လုံးဝလောင်းတို့ main clay တွေကြိုက်တဲ့ပုံစံပေါ့နော်ပို့ပြီးတော့အဲ့မှာလောင်းတို့ဟိုသဘောကျချီချူးမိတာဒါဟိုပြိသက်တွေလက်ထဲကိုကြော်ညာလိုက်တဲ့အခါမှာ ကိုသုံးထား presentation နဲ့အမှုပညာရှင်တွေရဲ့ video လောင်းလို့အဲ့ဒီမှာ share အောင် share လိုက်တယ်အရန်သဘောကျလို့လေဒီနှခမ်းဒီအယောင်နေဟိုကိုယ့်ရဲ့လုံးပေါ်ကိုင်းဘက်တဲ့အမှုပညာရှင်တွေကိုလည်းတကယ်ကိုကိုကလည်းဟိုပေါ်အောင်လို့လှအောင်လို့အကောင်းဆုံးစူးစမ်းပြရလဲတွေ့ရတော့အဲဒီ idea လေးကိုဘယ်လိုလေးရတာလဲနောက်ပြီးတော့ကိုယ့်ရဲ့လုံးပေါ်ကိုင်းဘက်တဲ့ပုံမှာချစ်တဲ့အချစ်ကိုလည်းအဲ့ကြောင့်ညာနေလောင်းလို့ခံစားရတယ်ဆိုတော့လေအဲ့ဒီအပိုင်းလေးလည်းကြည့်ပြပြပေးပါအာအဓိကဒီဟိုပါပေါ့နော်ဒီကြောင်ညာတစ်ခုလုံးရဲ့ ကြညာမင်းသမီးတွေပါဝင်တဲ့တယောက်ဆောင်တွေအကုန်လုံးပကြီးတယောက်တည်းတွေ့ခဲ့တာပေါ့နော်အိုင်ဒီယာကြညာအိုင်ဒီယာအကုန်လုံးရောပါဝင်တဲ့လူတွေအားလုံးရောပကြီးကောင်းတစ်ခုတည်းနဲ့ပဲတွေ့ခဲ့ဒီ caption ရေးတာအစားပကြီးကိုကရရေးတယ်ပေါ့အဓိကဟိုပါပေါ့ဘာအလုပ်ပဲလုပ်လို့ပေါ့နှလုံးသားတွေကပါကျင်တာပေါ့နော်အဓိကနှလုံးသားတွေကပါကျင်တယ်နောက်တစ်ခုကကြတော့သူများနဲ့မတူချင်းဆိုတဲ့စိတ်ကတော့ပကြီးမှအမြင်တိုင်းရှိရဲဟိုပြိုင်ကျင်တာဆိုင်ကျင်တာဆိုတာထက်သူများနဲ့မတူတဲ့ကိုယ်ပုံစံပေါ့ဩမေပကြီးဒါလုံးလိုက်တဲ့ဟာက ူများနဲ့မတူပစ္စည်းတွေဆိုတော့ဘာလို့ဟိုနှကန်းကြီးထုတ်တဲ့အဟာမှာဒီနှကန်းကြီးက quality တခုကိုမရောက်လာဘူးကြော်ညာအမကောင်းလာဘူးဆိုရွေးချယ်စရာတွေကဘာလို့မှအများကြီးပဲလေအများကြီးပဲဘာလို့ကိုယ်တိုင်လည်းနှကန်းကြီးကြိုက်တဲ့လူဖြစ်တဲ့အတွက်ရွေးချယ်စရာ brand brand ကြီးကအများကြီးရှိတယ်အဲဒါကိုဈေးကွက်တွေရောက်အောင်ဆိုတာထက်ဘာကြီးလုတ်ခဲ့တဲ့ကြော်ညာတွေအကုန်လုံးက မတိပျော်လို့လုပ်ခဲ့တာကြီးပဲပေါ့နော်ပျော်လို့လုပ်ခဲ့တာကြီးပဲအာစိတ်ကြည်နဲ့လို့လုပ်ခဲ့တာကြီးပဲဒီအပေါ်မှာဘလို့အကျိုးမြတ်ပြန်ရမလဲဆိုတဲ့ဟာကိုအဓိကမတိမတွေးထားဘူးဒါတော့မှန်တော်စကားပဲဘာလို့လဲဆိုတော့အဲ့လိုတစ်ခုပျော်မှလုပ်ချင်တာအဓိကနောက်တစ်ခုကမပြည့်တဲ့အရာတွေကိုဖြစ်ပြရတာကိုရှင်းနေတယ်အဲ့လိုလူမျိုးရကြတော့ဘဝမှာပျော်ရွှင်ပျော်ရွှင်စရာတွေမများခဲ့တဲ့လူတွေကလူတွေကိုပျော်ရွှင်ရတာမြင်တာကိုပြုံးတာကိုသဘောကျတာပေါ့နော်အာသဘောကျတယ်အဲ့တော့ဟိုအဓိကကပကြီးပထမအောင်ဆုံးရိုက်ခဲ့တဲ့ညညာဆိုတာပကြီးဟောပါ အရင်တော့နေမှာဆိုလို့ရှိရင် MTB တွားကြည့်တဲ့အခါကျရင်မမဆုမြတ်ရွှေစင်တို့ဒါမမကန်တော်ဝင်တို့ဘကျွန်90ဘုန်းနေဆိုမိရဲ့ပါတိလားဆိုတော့မမကန်တော်ဝင်တို့ရှိမယ်မမဆုမြတ်ရွှေစင်ပြီးတော့မမနီလာအောင်အာဒီဒီမမတွေအကုန်လုံးဒီဘကျွန်90ဘုန်းနေအကုန်မိတဲ့မမတွေပေါ့နော်အာတချို့အခုလူငယ်တွေကကြတော့တိကျမှတိတော့မယ်အာဒါပေမဲ့အခုအရင်တော့မမတွေကိုပြန် ထုတ်ပေါ်ပြီးတော့ပြရတဲ့အခါကျတော့ဒီမမတွေကလက်ရှိမှာလည်းအရင်လှကြရဲပါအဲ့တော့အရင်လှကြတဲ့အခါကျတော့အလားအဝုကနေဝါကနေတကယ်အမှုပညာရှင်တွေကလည်းထီထူးစကားပြောကြရဲပေါ့နော်အဲ့အတွက်ကဟိုအမတွေကိုရိုက်ခွင့်ရလို့ကိုကိုကိုကောင်းယူရဲပေါ့အမတွေကအရင်လဲလှနေတော့ချက်တည်ရှိနေတော့အဲ့တော့ဒီအမတွေကိုပြန်ပြမမတင်းတင်းယူလိုက်ဆိုရင်လက်ရှိတီကိုလှနေတော့အဲ့တော့ဒီအမတွေနဲ့ပြန်ရိုက်တာဟိုလည်းကိုကိုငါဘာလို့ဒီ idea ကိုထုတ်နိုင်လဲဆိုတာဟိုလည်းဟိုက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 ောင်းယူပြီးအကျဉ်းနဲ့တယ်ပေါ့နော်အဲ့ဒါပြီးတော့ ဒါမိမိတွေပြီးတော့ဇက်ပုမမတွေအာပြီးပါလို့ရှိရင်အစုံမဲပေါ့ဒီအကိုခနာဟိုလက်ရှိမှာမတန်မိမဲ့စွမ်းနေမမတွေအမြင်အာယုံချိုးတဲ့တဲ့မမတွေပြီးတော့ origin ကလေးအကုန်လုံးပေါ့နော်ပကြီးအလုတ်သွားရဲ့ကြောင့်ညာရဲ့အကုန်လုံးကဟိုပကြီးအမှုပညာကြီးအကုန်လုံးထိုက်ထိုက်တန်တန်ကိုပေးပြီးတော့မှာ လူပဲလားဘာမှလုပ်เสียမလို့ဆိုရဲအားနေပဲပကြီးကြော်ညာကိုရိုက်ခဲ့တယ်ပေါ့နော်အဲ့ကြော်ညာကုန်ကြစိတ်ဆိုလို့ရှိလို့ရှင်လဲပကြီးပြောရင်ဘာလို့မပြောဘာလို့ဆိုပကြီးသုံးနာတကယ်လက်ရှိမှာအောင်မြင်ကြော်ကြားနေရလူမပါဘူးဒါပေမဲ့ဘာလို့ကုန်ကြစိတ်ဒီလောက်ဖြစ်လဲဆိုတော့ဟိုလူပဲလားအမှုပညာလည်းပေးမယ်အမှုပညာကြီးလည်းပေးမယ်အကုန်လုံးပေါ့အဲ့လိုမျိုးပေါ့အစအစားတော့ အာအဲ့လိုမှတိန်းတထောင်ကျော်ပါတယ်ဟုတ်ဟုတ်ဟုတ်တေချာတော့ဘူးတေချာတော့ဘူးဆက်ကအရန်ကောင်းဘူးဘာကြီးကထိုင်လို့ပါနော်ကျို့ဘုရားစာလောက်ပေးပကြီးကိုတိုင်းပဲကျို့တယ်ပကြီးကိုတိုင်းကိုတိုင်းဒါစာပကြီးပါတယ်ဗောနော်အကုန်လုံးကဟိုပြောရမယ်ဆိုရင်အာကိုတည်နေတဲ့ဟာကိုလုံလုံလုံရအောင်ဗောအဲ့အဲ့ချိန်မှာကိုကဘာလို့တောက်လျှောက်လိုက်လဲဆိုအဲ့ PT ကိုလိုချင်တာဟုတ်ကဲ့တို့တို့မတင်ထားတဲ့အရာလေးဗောအလုပ်ခွင့်ရရဲ့ဆိုပြီးတော့တို့က ပြန်ပြောတဲ့အခါကျအဲ့အဲ့ဟာဘာကြည့် energy ဖြစ်စေရပါတော့အဲ့ကြောင့်မို့အရာအလုံးတော်တော်များလုံးနိုင်တာဟုတ်လုံးတဲ့သူပြန်ဒါကိုလုံးပြီးသားကိုကြီးလိုက်ရတဲ့သူမှာပါအဲ့ energy ကိုခံစားရတဲ့အရင်ချီချူပါအဲ့ concept တိတ်ကောင်းတာဟုတ်ပါဟုတ်တယ်တကယ်နော်နော်အဲ့ဒါလေးမြင်ပြီးတော့ဟိုပကြီးရဲ့အရင်ကအခုပြောပြနေတဲ့စေတနာကိုပကြီးမပြောခင်ကလေးကလည်းအမတို့အဲ့ကြောင်ညာကြီးကြည့်လိုက်တာနဲ့ခံစားရရတယ်ဆိုတော့တကယ် appreciate ဖြစ်ပါတယ်။နောက်ပြီးတော့ ပဲကြည့်လို့ဆိုအမမြင်တာတခုကလေဒီ body structure အရမဟုတ်ဘူးစိတ်ကိုအဲ့လို energetic ဖြစ်တဲ့ခွန်အားပေးတဲ့သူတရားလို့အမအမလိုမျိုးပြေးမိရတယ်အဲ့တော့အဲ့ဒါကပကြည့်နေနဲ့ဟိုးရင်ငယ်ကလေးကဒီလိုမျိုးစိတ်ခွန်အားကအပြည့်ရှိရဒါမှမဟုတ်လို့ရှိရင်ဟိုကိုယ့်ရဲ့ဘဝဖြတ်တမ်းမှုအတွေ့အကြုံတွေကလူကပဲပို့ပြီးတတ်မှလာလားဒါမှမဟုတ်ဘလို့အလေးကျင့်ကောင်းလေးလုပ်လို့ရှိလေဟိုအဓိကကျတော့ဟိုအသက်ငယ်ငယ်ရွယ်မှာ log run အစုံခံစားရတာလေပါတာပေါ့နော်ဘာလို့ဆိုပကြည့်လို့ဆိုတာအသက်59နှစ်16နှစ်မှာ မိသားစုရဲ့တာဝန်ထမ်းဆောင်ရပြီ။အာပြီးတော့ဘဝအချို့ကိုရင်မှာအများကြီးပဲပေါ့နော်။အောက်မှာအိမ်ပိုင်မဝင်နိုင်တဲ့အခါအိမ်ပိုင်ဝင်နိုင်လို့ဆုတဲ့အခါကျတော့အမေအရေးပေါ်ဖြစ်တယ်။အမေအရေးပေါ်ဖြစ်တော့ဟိုဆုတဲ့မြအကုန်ကုန်ကတော့ပတ်စံဘဝကို၈တောင်းနဲ့ပြန်စား။အဲ့တော့ပြန်ပြီးအဆင်ပြေလာတဲ့အခါကျတော့အမေတို့အင်္ဂလိပ်ဆောက်တော့အမေဆုံးတယ်။အမေဆုံးတော့အမေအမေရဲ့ပုံလေးနဲ့အိမ်ကိုပြောင်းရတယ်။အိမ်ကိုပြောင်းတဲ့အခါကျတော့အာငါလက်ထက်မယ်ဆိုတဲ့အခါတော့ကိုအဆင်ပြေနေရတခုရောက်တယ်။ဟိုပြောမယ်ဆိုလို့ရှိရင်တော့လော့ခရန်ရဲ့ ဟိုဟာကြောင်ပို့ပြီးတော့ရင်ကျက်တာရယ်နောက်တစ်ခုကကြတော့ကိုကိုတိုင်းမပြောခဲ့ရတဲ့အခါကြတော့ဟိုလူတွေကအားနည်းတဲ့အခါကြလို့ရှင်ဒီလူတယောက်စိတ်ဆင်းရဲနေရယ်ဆိုလို့ရှင်ဘကျိုဒီလူအားပေးဖို့ energy ရကိုကိုတိုင်းမှာရှိနေမှာဖြစ်မှာပေါ့နော်အော်ဘကြီးကကြတော့တော်တော်များများကဘကြီးရဲ့ energy ကိုဘကြီး ကိုပေါကူဖြည့်ဟုတ်ကဲ့ဖြည့်ရပကြီးမှာဘလောက်ပဲအခက်ခဲရှိနေပါစေအဲပကြီးမျက်နှာမှာလုံးဝမပေါ်တော်တော်များမပေါ်အဲ့တော့ဟိုပကြီးစီအားနည်းလို့ရောက်လာတဲ့လူတွေအကုန်လုံးပကြီး energy ကိုပကြီးပေးလို့ရတယ်တစ်ခါတည်းရှိရလေဟိုပကြီးတို့က energy မရှိဘူးဟိုအစင်မပြေတိုင်းများတဲ့အခါကျတော့အမဟိုပကြီးကနေပြီးတော့အမရဲ့ပကြီးကိုဟိုအားပေးပါအောင်ဆိုရင်အမမှလည်းနည်းနေရဆိုပကြီးကအိတ်ပါပါအောင်မရအောင်ဟုတ်တယ် ိတ်ပါပါအောင်ညာအဲ့ခါကျတော့ကိုယ်စီမှာကိုကအရင်ထဲကလည်းဟိုတာဝန်ယူရတာများတဲ့အခါကျလာရပုံမင်းချာလူတွေအကုန်လုံးတာဝန်ယူကျင်တာမကြည့်ရဘူး။ကြည့်ရစိတ်ကကြာလေ။ဟိုလူတွေရဲ့အခက်ခဲတွေအားလုံးအဲ့လိုဖြည့်ရှင်းပေးကျင်တာ။ကဲ။ကိုယ့်အတွေးပေါ့နော်။ဟိုဘာလေးပဲလှုပ်ပေးလိုက်ရလှုပ်ပေးရ။အဲ့ကိုလှုပ်ပေးလိုက်တဲ့ဟာလဲ energy တခါရလူတယောက်အရန်စင်မပြေကျင်မှာ။အမရှိရင်တော့ဆိုရဲစကား။ရုံမှလည်းပေါ်ရမယ်။အားအိမ်မှလည်းရှိရမယ်။အဲ့လိုမျိုးပေါ့။အမြင်နဲ့တော့ကိုယ့်ကိုယ်ကိုတော့ အဲ့လိုဖြစ်အောင်တော့စူးစမ်းရပါဘူး။ပညာကိုစိတ်ချမ်းသာစေတယ်။ကောင်းစီခြင်းနဲ့စိတ်အပြည့်အဝရှိ။သိတာလေ။ပကြီးကိုကြည့်ရတယ်။ဒါပြောနေတာတိတ်။အရန်အတန်ပါဝါအစပုံစံအစအရန် strong ဖြစ်တယ်။တစ်ဖက်သားကိုကြီးရှုစောင်းရှောင်းမဲ့ပုံစံအပြည့်အဝရှိတယ်။ဘာလို့လဲဆိုတော့ပကြီးအနားမှာကြည့်လိုက်အမြဲတမ်းလူအများကြီးပဲ။ဟုတ်တယ်။ပြောတာအဲ့လိုနေရတာ။ကောင်းတယ်ကောင်းတယ်။ပြီးတော့လေလူတွေကဒီခက်ခဲပြီဆိုလို့ရှိရင်လေဟာသူခက်ခဲနေတာလားဆိုတော့ ဟာလောက်နေပဲပြီးသွားကြတာတကယ်တော့လက်တွေ့ကူညီရတဲ့သူကအရန်ရှားတယ်လောကမှာအောင်မြင်နေတာလေအနားမှောင်ရှိတာအကြရှုံးမရှိတော့ဘူးဟုတ်တယ်အဲ့တော့အမြဲတမ်းကိုကအောင်မြင်နေဖို့ဆိုတာလေကိုကိုကိုအမြဲတမ်းဟိုကဖြစ်နေမှရမှာဆိုတော့ပြောဆိုမကြီးလို့စိတ်ထဲ ခိုင်မာမှုမရှိလို့ရှင်တော့အောင်မြင်မှုဆိုတော့လောကမှာကြာရှုံးပြီးပြန်တက်ဖို့တော်တော်ခက်တယ်လောကမှာဟုတ်တယ်ဟုတ်တယ်ဒီခေတ်မှာပူရောင်ဆိုးသွားသေးရသေးတယ်မလားဒါပေမဲ့ဒီနေရာကိုဒီလိုမျိုးပြန်ရအောင်လုပ်နိုင်တယ်ဆိုတော့ဆိုတော့အမေရဲ့ကျေးဇူးတွေအပြင်ပကြီးရဲ့ဒီကိုယ်တိုင်စ조사အထုံးမှုကအရန်ကိုဒါဟိုဖြစ်တယ်မိန်းကလေးတယောက်ဖြစ်နေတယ်ပြီးတော့ယောက်ျားလည်းမဟုတ်ဘူးမိန်းကလေးတယောက်နဲ့ဒီလိုမျိုး stable ပြန်ဖြစ်ဖို့ဆိုတော့လွယ်တဲ့ကိစ္စမဟုတ်နှစ်ပိုင်းခြားဆက်စွန်းတစ်စုလောက်တော်တော်ပြန်ယူရမှာအခုတန်ငယ်ငယ်လေးနဲ့ဘာဖြစ်35ငယ်ငယ်ပဲရှိပါသေးငယ်ငယ်လေးနဲ့ကိုပြန်ယူထားတာဆိုတော့ဒါဟိုဖြစ်ပါတယ်အရန်အရန်အခုလည်းဆိုငယ်ငယ်လေးညီမလေးဟုတ်တယ်အားကြောင့် โอเคကျေးဇူးပါတယ်လို့ကျေးဇူးတင်ပါတယ်ဟုတ်တယ်တကယ်ပါအဲ့မျိုးသဘောလက်ကြရတယ်သိတာတစင်းမီတစင်းလေးပကြီးဦးလို့ကိုကိုတိုးတက်အောင်စ조사နေရတယ်အမတော်ပြိသက်အနေနဲ့မြင်နေရတဲ့အခါကျတော့ဟာပကြီးကတော်လိုက်တာကြားလေးတော်လာလေးပါထက်မြက်တဲ့အမျိုးသမီးတရားပေါ့နော်ရင်ကဆိုလို့ရှိရင်အမတော်သိခဲ့ရတာအနုပညာရှင်လက်လာလေးမျိုးသမီးလက်လာလေးတူခုနောက်ပိုင်းတော့အဲ့လိုအရင်လဲတန်မာတဲ့ပုံစံမျိုးမြင်ရတဲ့အခါကျအဲ့ပုံမှာလည်းအရင်ကသဘောကျမိပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟာတင်နှမ်းမတက်เสียမလို့ပဲနဲ့ကိုဘကို management scale ကအကောင်းဆုံးအပြည့်အဝရှိနေတာဆိုတော့ပုံမိုက်တော့ဘယ်ရောက်ဘယ်လိုစီမံမှာဘယ်ရောက်ဘယ်လုပ်ငန်းကိုဘယ်လိုတက်လောက်ပါမလဲ ောက်စနစ်တကျเนาะတချို့ကြီးပါကြီးအဲ့ကြောင့်ညာကိုတင်တဲ့ချိန်မှာ तू ရတဲ့ဟိုဒီ marketing skill ကိုတော်တော်ကျွမ်းလာပဲလို့အဲ့လိုမျိုးပြောရတာရှိတယ်။ဘာတင်နေဘာတင်နေမှမတက်ခဲ့တာပဲကြည့်။ဟိုဒါပုံလေးပြောမယ်ဆိုပညာရေးလည်းအားနေပဲကြည့်ဘွဲ့မရခဲ့ဘူး။အဲ့တော့ဒါပေမဲ့ဟိုပကြီးမာဒီအမေပေးရဲ့အုံနောက်ကကောင်းနေပေါ့နော်။ဟိုကောင်းနေဆိုတာလည်းဒါအဲတချို့အရာတွေကလောက်ယူလို့မရအောင်နှလုံးသားထဲကလည်းပါရမယ်ဆိုရဲအလုပ်က ဘယ်တော့မှမဆုံးရှုံးဘူးလို့မိဘကတင်ထားတယ်ပါအဓိကအမေတို့တင်ယူပေးတဲ့ဟာတွေကလည်းကိုယ့်အတွက်က memory ကကောင်းတဲ့ memory ပဲများတဲ့ကိုကျင်းစာတရားရှိရမယ်အတမကြည်ရဘူးနောက်တစ်ခါကျအလုပ်တစ်ခုကိုလုပ်မယ်ဆိုလို့ရှင်ငါအချိုးမြက်ဘယ်လောက်ရမလဲဆိုတဲ့ဟာကိုအရင်မတွေးရအောင်ငါဘယ်လောက်ဆုံးရှုံးသွားနိုင်လဲဆိုတဲ့ဟာအရာကိုအင်တွေးရဥမာဒီဇက်ဖို့မမတွေဆိုပကြီးကြွန်ကြာခေါ်ရလိုက်မယ်လို့လည်းမထင်ကြဘူးပေါ့နော်ပြီးတော့ဒီအတွက်ကိုလည်းပကြီးလုံးဝဟို ငါပေါက်မယ်လို့မပေါက်မယ်လို့လည်းပြချင်မမျှော်လင့်တာ။အဓိကသူတို့ပျော်နေတာကိုကြည့်တဲ့အခါကျတော့အဲ့အရာဝုန်းနေဆိုပြီးတော့ပေါက်ကြတယ်ဘောနော်ပေါက်တယ်နောက်ပြီးတော့ဒီကလေးတွေကိုရိုက်တဲ့အခါကျတော့လည်းအကုန်လုံးကတချို့ဆိုပြီးကြည့်လို့လာဖြစ်တဲ့လူကအနေနဲ့ဟိုဒီဓာကြီးကိုဒီကလေးနဲ့ရိုက်ရင်လူရဲ့အမြင်မှာဒီကလေးအဲ့အတွက်သုံးတဲ့ပစ္စည်းများ no ဒီကလေးလည်းလူပဲလीနော်ဟုတ်တယ်လေအော်ဒီဒီအရာတွေကဟိုကိုကိုတိုင်ဖန်တီးမှနောက်ကလူတွေလိုက်ဖန်တီးမယ်ဆိုရဲ့အတွေ့အကြုံလည်းပြည်မှာရှိတယ်။အခါကျတော့အဓိကအမှုပညာထဲမှာကိုက စံပြလို့တော့ပြောချင်တာမဟုတ်ဘူးပေါ့နော်ဒါလေးတွေလည်းလက်တွဲခေါ်လို့ရတယ်ဆိုတဲ့ဟာကိုအရင်ဆုံး message ပေးချင်တာပေါ့အဲ့လိုမျိုးဟုတ်ကဲ့ပါစီအဲ့တော့စီပွားရေးရလဲကိုတက်နိုင်တလောက်အကောင်းဆုံးနေပေါ့နော်စူးစမ်းပြီးတော့အလခွန်အပြည့်နဲ့ရှေ့ဆက်နေအမျိုးသမီးတယောက်ဖြစ်တယ်ဆိုတော့ဒီကြီးရဲ့အနည်းပြားလှုပ်ရှားမှုလေးအမအောင်ဆက်သွားကြမယ်เนาะဆိုတော့အဲ့ဒီကျင်းပေါ်ဇလန်းတွေမှာအမအရင်သဘောကျတဲ့ DD အဲ့ကာရိုက်တာအဲ့ဒီတေးဥဆောင်ချက်လေးကဒရိုက်တာတင်မိဟာလားဒါမှမဟုတ်ပကြီးဘယ်လိုမျိုးစဉ်းစားဟုတ်တယ်ပုံဖော်လိုက်တာဒီကျင်တာကကိုလည်းရှိတယ်အဲ့ကြားထဲမှာဘာလဲဆိုတော့လေ အဲ့ထဲမှာတခုခုကိုလုတ်ပြဖို့ဆိုပြီးအစိုးရ ID dating လုတ်ထားတာရှိလားကိုကူကိုပြန်ပြတယ်အဲငါဒီထဲမှာဘလို့ပုံစံနဲ့ပေါ့အောင်အဲလုတ်ရင်ကောင်းမလို့ဆို ID မျိုးစဉ်းစားထားတာရောရှိတာကြိုးပြီးအဲ့လိုဟုတ်ရတယ်လုတ်ထဲမှာအဲ့လိုပေါ့လားဟောပါတော်တော်များများဆိုရင်တော့ဘာကြာကြိုတင်ပြင်ဆင်ထားတာတော့မရှိဘူးဟုတ်ကဲ့ဘူးလာတဲ့အတိုင်းလောက်တာကြီးများရယ်ပေါ့နော်ဟုတ်ကဲ့အဓိကတော့ဒီဒီအိတ်အခန်းဆိုလို့ရှိရင်ကိုပြဖြူနိုင်တော့လည်းပါတယ်အဓိကဘာကြာကားထဲမှာပါရိုက်တာကြီးများတဲ့အခါကျတော့သူတို့ချေချာလေးပါရိုက်ရှင်တယ်ဆိုတော့ ကိုယ့်ရဲ့ဒီအရှိရဒီအခန်းကိုမလာခင်မှာအရှိမှာဘာဖြစ်ထားလဲဆိုတဲ့ဟာကိုပရိသတ်တွေကမသိတဲ့အခါကျရင်နည်းနည်း overdoing ဖြစ်တယ်လို့လူရထင်ကြတော့အချိန်မှကျတော့ဘာကူမကြိုက်တဲ့သူ့ရဲ့နောက်မျိုးသမီးတယောက်နဲ့ကလက်ဆွဲနှုတ်ဆက်ထားတဲ့ခါကျတော့ဒီဒီမုကိုထည့်ရတာပေါ့နော်အဲ့တော့ဒီလိုငါရိုးရိုးမြတ်ချင်တူတူလားဆိုတော့အဲ့လိုရိုက်ချင်တယ်ဆိုတော့ okay ရအောင်လုပ်မယ်ဒါပေမဲ့ one single cat ရိုက်နိုင်ခဲ့တယ်ပေါ့နော်အိတ်စင်းကိုဟိုဘာအိတ်စင်းကလည်းလူကြီးဒီဒီတိုင်းရိုးရိုးလေးကြိုက်ပြီးတင်တာတော့1 million တော့ချက်ချင်းဖြစ်တယ်ပေါ့နော်ကြိုက်ကြရဲဆိုတော့အရင်လဲဝမ်းသာပါတယ်အဓိက director လည်းတော်တာရယ်ဒီပါဝင်ပတ်ပိုးတဲ့ဒီကျောက်ဆောင်နေအကုန်လုံးလဲ ဟုတ်ကဲ့ပေါ့နော်ဟုတ်ကဲ့ပါပါစီအဲ့တော့အဲမစ်ဇူရီကာရက်တာအပြင်အမညှော်နေသေးရေနော်နောက်ထပ်တခြားတခြားသောကာရက်တာတွေပကြီးနေနေဆိုရင်ရောအဲပကြီးကတော့နုပညာတက်တဲ့အချိန်ကာလတစ်ခုမှာလဲကာရက်တာတွေအများကြီးတော့ဖန်တီးခဲ့ပြီးပြီလို့ထင်ပါတယ်အဲ့ဒီထဲမှာမှကိုထပ်ပြီးဖန်တီးခြင်းတာဖြစ်ဖြစ်မဖန်တီးရသေးလို့အဲ့လိုဖန်တီးပုံဖော်ခြင်းတာဖြစ်ဖြစ်အဲ့လိုကာရက်တာဆိုရင်ရောဘာတွေရှိမလဲအာရှိပါတယ်ပကြီးကဟိုအဲ့လိုမျိုးဟိုကုကုကူကအမှန်တိုင်းပြောတာဒီလိုမျိုးခြင်းဖော်လိုမျိုးမစ်ဇူရီကာရက်တာဆိုတာကကိုယ့်ရဲ့အိမ်မက်တစ်ခုလို့လဲပြောရမှာပေါ့နော်ဒါပေမဲ့ အဲ့ဒီ character ကြီးကိုလုံခဲ့တဲ့ဆယ်နှစ်ကပကြီးတုတ်ဆောင်ရမယ်ဆိုရင်ပကြီးနဲ့လိုက်မနေဘူး။อืมๆအကြီးနဲ့လာမနေဘူးပေါ့တော့ကိုကိုကလည်းဒီလိုမျိုးအနေထားကိုရောက်မှာမဟုတ်ဘူးပေါ့အဲ့တော့ပကြီးပြောသလိုပေါ့တထက်တည်းကြတဲ့အချင်းဖြစ်သွားတယ်အဲ့လိုပဲဟိုတထက်တည်းကြတဲ့ character တွေဆိုရင်တော့ရိုက်ချင်ပါသေးတယ်ပေါ့နော်အဲ့လိုမျိုးဒီလိုမျိုးနဲ့မတူတဲ့ဇက်မျိုးတွေရှိတယ်လीအဲ့ကကြောက်လို့ရှိရင်အဲ့လို မန်နဲ့ထန်တယ်မောင်နည်းနည်းမောက်မှကျနော်အေးဘောကမမောက်မှခဲ့ရတယ်မောက်မှနေရမို့ဇလန်နဲ့မဖြစ်ဖြစ်မောက်မှကျနော်အပြင်မှာမမောက်မှမောက်မှအရင်ပေါ်တော်တော်နေသဘောကောင်းတယ်သဘောကောင်းတယ်ဟုတ်ကဲ့ ဲ့တော့ဒီအနုပညာရှင်တွေကြတော့လေသူတို့ရဲ့ဒီမူးထက်တာလောင်းတော့ပြိတ္တအနေနဲ့ပြောတာပေါ့နော်ဒီမူးတစ်ခုကိုသူလိုချင်တဲ့မူးကိုပြိတ္တတွေမြင်လာအောင်လုပ်ဖို့အတွက်ကအထက်မှာအားဆိုင်ထောက်ကအများကြီးရှင်ပါဟုတ်ကဲ့အဲ့ဒီထဲမှာမကိုယ့်ရဲ့စိတ်ကိုရှင်းလင်းအောင်ဒီ character အတွက်နေရာ space တစ်ခုဖန်တီးဖို့ပြန်ပြီးတော့နေရာချရရှိမယ်ဆိုကိုကိုယ်တိုင်ရောတကယ်ကောင်းတဲ့ character တွေဝင်စားဖို့တွေကိုယ့်ရဲ့စိတ်ကိုဘယ်လိုမျိုးအမြဲတမ်းရှင်းလင်းပြီးပြင်ဆင်လာမျိုးရှိကဲ့ဒီကက်ကလေးပကြီးကဟိုအရင်တော့ကလည်းဆီယာမရဲ့ဝတ္ထု ဖတ်ဘူးတယ်ဘကျွငငယ်လေးကမိဘတွေကစောက်ဆိုင်ဖွင့်တယ်ဟိုဟိုမိသားစုပါဆိုတော့စောက်လည်းဖတ်ဘူးတယ်ဒါအောင်မှပြန်ပြီးတော့အရင်တော့ရိုက်ထားတဲ့မင်းပီးရင်းလည်းကြည်ဘူးတယ်အဲ့ထဲမှာကျတော့ပချီကာရက်တာအတိတ်မပေါ်ဘူးပေါ့နော်အတိတ်မပေါ်ဘူးဒီစာနဲ့တာပြတာများပါပေါ့အဲ့တော့ဒီဇက်ကိုဖတ်တဲ့အချိန်မှာထူးထူးခြားခြားကိုဒီဇက်ကလေးစီမျောတာကဒီရိုက်တဲ့တလလုံးလေးမန်နေတက်နေရသီးလားမန်နေလည်းတက်နေတယ်မန်နေရလည်းတက်နေတယ်နောက်တစ်ခါကျတော့အဲ့ပူလောင်တာလေးသီးလား အိမ်ပြန်လာတော့မှလေအဲ့ဒီမူအိမ်မူကလုံးဝမထွက်တာလုံးဝမထွက်ဘွားမှဒါပြောရမယ်ဆိုရင်တော့ကိုလုံးပြတဲ့ကားမှလည်းပကြီးကဟိုပါလေချာမင်းသမီးတွေထက်ဆိုလို့ရှိရင်အမှုပညာရေးရှင်တွေဆိုစင်းရပါကြတရားကြောကြောတရားဝန်းကျင်လောက်ပဲပါတာဟုတ်တယ်အဲ့ဒီဟောင်းကအကောင်းဆုံးဘယ်လိုလုပ်မလဲဆိုတော့တွေ့ခါကြတော့နီးအိမ်ပြန်လာလို့ရှိရင်လေကိုနှက်ကောက်လေငါ့ကိုကြားပေးသွားနေလဲမသိအိမ်မူကိုဖြစ်နေရအဲ့အတွေးပါဝင်နေအဲ့အတွေးကိုဝင်နေရဆိုခုဘေးကလူအဲ့ဆိုလေလူကဘေးနာလူရလဲဟိုကအိမ်ကညီမကဟိုဟိုထည့်ပြီးသား ဘာဖြစ်နေရလဲဟိုအဲ့လိုမုကအဝါဘလို့ပထမအောင်ဆီးညောတဲ့စီဗီတွေလည်းဖြစ်တယ်ပေါ့ကိုအတွက်ဆိုတန်ဖိုးမဖြတ်နိုင်တဲ့စီရီတွေလည်းဖြစ်တယ်ပေါ့နော်။ဘာဖြစ်အစိမ့်တရာမှာစိမ့်တရာလုံးကိုပြပြဝဝလုပိုက်ပြရတယ်ဆိုတဲ့ဟာကြောင့်လေအရန်လဲဝမ်းတာရတယ်။ဒါပေမဲ့ကို့ကို့ဘလောက်လူရကြည့်လဲဆိုရင်လေအဲ့အလှူတွေပိုင်လှဲ့အချိန်မှာလေ မစ္စရီမေပကြီးဆိုတာမသိမစ္စရီမီဆိုဟာအိုးဟောဒီလောက်တောင်ဝါရလဲဆိုကိုကိုပီတိအရင်ပြစ်တယ်ပေါ့နော်အဲ့တော့ exact တစ်ခုကိုပကြီးတို့ဒီအာယုံတွေရှင်းထုတ်ဖို့ဆိုတာလေ exact ကိုစီမျောပြီးတော့တကယ်လဲကိုလုတ်ချင်မှအင်းဆိုရယ်စိတ်ကိုထဲမှရမှဟိုတခါကျပကြီးတို့အရင်တော့ဆိုရှိရယ်ဘဝအစင်မပြေတဲ့အခါကျတော့ရက်ချင်သည်ဖြစ်စီမရက်ချင်သည်ဖြစ်ဩငါမျိုးဝါရှာကြည့်ရအောင်ငါငါငါရှာဆိုတော့မလုတ်ချင်တာရောလုတ်ချင်တာရော character တွေအလုတ်ခဲ့တဲ့အခါကျတော့ပကြီးတို့မှာ ဇက်ဆိုအစည်းမျိုးမှုဆိုတာဗီဒီယိုခစ်တောင်းဆိုအဲ့လောက်ကြီးမဟုတ်ဘူးပေါ့နော်အခုက van ဆိုလို့ရှိရင် van character အပြည့်အဝကိုဗီဒီယိုလုတ်ပိုင်ခွင့်ရတဲ့အခါကျတော့ဒီဇက်ကိုအစည်းမျိုးပြီးတော့အဓိကကွာစောင်းနေအဆင်ပြေနေတယ်ဟုတ်တယ်ဟိုကိုဒီ character ကိုစည်းမျိုးဖို့ကကို့မှာဝတ်ဖို့ဟိုဝေစားဘာကိုဝင်နိုင်တဲ့အနေအထားတစ်ခုကိုရှိနေတယ်စိတ်ပူကြမလို့အဲ့ဒါမှမရှိတဲ့အခါကျတော့အရင်တော့ဆိုဗီဒီယိုဒီဇက်တစ်ခုရပြီဆိုရင် ဟာဘာအင်ဂျီဝေးရမလဲသွားဖို့တက်စီကတော့မရှိဘူးလေတကယ်မှာတစ်ခါကျအဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ဇက်ကိုစီးဝင်မှုထက်အပြင်ပြင်ပအရာတွေကလည်းဖြည့်ရှင်းမှုရတယ်။အော်ဒီဇက်ကိုပကြီးရတဲ့ကြမှာအော်ငါဝတ်ကျင်တဲ့ fashion ဖြစ်တယ်။ဒါကိုငါလုံနိုင်တယ်။ငါလုံတဲ့အနေထားကိုငါလုံနိုင်တဲ့အနေထားကိုငါရောက်နေပြီ။အဲ့တော့ဒီဇက်ကိုဘယ်လုံးဝအပြည့်အဝကိုပကြီးစိတ်တဲကိုထည့်ပြီးတော့ဘာအလုံးမောက်လက်မခံမနဲ့ဒီဇက်တစ်ခုလေးကိုပဲပကြီးအိုင်အောင်စိုက်ပြီးတော့လုံလုံဖြစ်သွားတယ်။အဲ့တော့ဒီနုပညာမှာလည်းเนาะအများကြီး ီဆိုင်နေအနောက်ကနေပံ့ပိုးမှုရှိတဲ့သူနဲ့ပံ့ပိုးမှုရှိတဲ့သူကလည်းလေအကျိုးစားအားထုတ်မှုအများကြီးပေါ်တယ်နော်ဥပမာညီမလေးပြောရတဲ့အထက်မှာဆိုလို့ရှိရင်အများကြီးဒီဒါဘုသုဒ္ဓတွေတံဝေခတွေလည်းအများကြီးတွေ့ရတယ်အများကြီးဒါစကားတစ်ခုဖြစ်ပြောမယ်ပေါ့နော်ဘကြွဗီဒီယိုခစ်တော့ဆိုလို့ရှိရင်ဟိုခါကြ trap မှာဝင်တယ်ပေါ့ငါရုပ်ရည်ကမင်းမင်းဖြစ်နိုင်တဲ့ရုပ်ရည်လားဒါမှမဟုတ်ငါဘဲပတ်ငါအရင်မကောင်းတဲ့မင်းမင်းဖြစ်နေလို့လားငါဘာလို့ဒီလိုနေရာတစ်ခုကိုခက်ခက်ခဲခဲငါဘာလို့မရခဲ့ရလဲတခါကျဘေးပတ်ဝင်ခြင်းဘကြွအမှုပညာဘေးပတ်ဝင်ခြင်းရနေပဲလုံနိုင်ရဲ့သားနဲ့ तू ကတော့ဒီ character ပေးလို့ငါမင်းသမီးခေါ်ရိုက်လိုက်မယ်ဆိုရင်တော့ तू ကမဝင်နိုင်ပါဘူးကွာဆိုတဲ့အရာနဲ့ဘကျိုးလက်လို့ဆုံးရှုံးတာကြီးရတယ်အများကြီးရှိတယ်အဲ့လိုအဲ့လို mystery ပြိုင်နေဆိုလို့ရှိရင်လေ तू အဲ့နိုင်ငံကတူလိုက်လုံနိုင်မှာမဟုတ်ဘူး तू ရဲ့ family က तू ကအဲ့အကြည့်ပြီးဘကျိုးဆုံးရှုံးရတဲ့အရာကြီးများအဲ့ကြောင့်မို့လို့ပကြီးကိုကိုကိုတန်နေတဲ့တခုမြန်းချတယ်ငါဒီအခွင့်အရေးကိုငါထိုင်ဆောက်လို့မရအောင်ငါဒီအခွင့်အရေးကိုငါကူငါကောင့်တဲ့ပုံမှာရအောင်အခေါင်းနိုင်ပေါ်နိုင်တဲ့အနေအထားတွေရောက်အောင်ငါစူးစမ်းမှရမယ်အဲ့ခါကျတော့လက်ရှိမှာ ပကြီးမရိုက်ချင်လဲပကြီးမရိုက်နေလို့ရတယ်ဟုတ်တယ်ပကြီးရိုက်ချင်တဲ့အခါကျလို့ချင်းပကြီးစိတ်နေပြီအကုန်လုံးလို့ရအဓိကမရတဲ့အခွင့်အရေးကိုကိုယ့်ဘာကိုဖန်တီးရပါအင်းခွေထိုင်ဆောင်နေရမဟုတ်ဘူးခွေ Rolling Stone ကိုမြဲနေလိမ့်နေရတယ်ဟာလိမ့်နေတဲ့ကြောင့်မြဲကောင်မြဲပြင်းနေတယ်ပြင်းနေရရက်လက်ရက်တစ်ချိန်ကတော့သွားရနေပဲလူပညာလောက ကောင်းတယ်ကောင်းတယ်ညီမလေးဒီထက်လည်းပို့ပြီးတော့အောင်မြင်ဦးမှာပါဒီလိုဆက်သွားနေညီမလေးကျေးဇူးတင်ပါလုံးဝအရင်ငငယ်လေးရှိသေးတယ်လောက်တာလောက်တာငငယ်တော့35ဟုတ်ငငယ်သေးတယ်ညီမလေးငယ်ပါတယ်မညီမလေးမနေ့ကဆိုတော့လာတော့တခြားဟိုတနေ့ကဆိုတော့ညီမလေးကအကြီးတယ်မင်းသမီးတောင်မှလူလုံးလှတော့ဟုတ်တယ်အာအရင်ဘာမှမဖြစ်ဘူးအတက်ရရကိန်းကနေတကယ်တော့ အခုဆိုကိုယ့်ကိုပြင်ဖို့ဆင်ဖို့တော့ကိုကောင်းကောင်းကိုတက်နိုင်နေပြီအေးစိတ်နှောင့်နေမယ်စိတ်ချမ်းသာအောင်နေမယ်အလုပ်ကိုပဲအအောင်ဆိုင်ပြီးတော့ဆက်ဆက်သွားမယ်ဆိုတော့မှအများကြီးရတယ်နောက်ထပ်10နှစ်လောက်အသားလေးပါကောင်းဆောင်မင်းသမီးနဲ့မျော်နေဦးပါနော်ဆက်ပြီးတော့ပစ္စည်းရယ်ရှေ့ပစ္စည်းလူစပြောရတိုင်းဖြစ်ပါ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 အဲ့ဒါဆိုအကယ်ဒမီမင်းပစ္စည်းလို့ပါတော့အလောက်ထိအမတို့မျော်နေပြီးတော့အားပေးနေမှာပါကျေးဇူးတင်ပါတယ်အမခံတယ်ယုံကြည်တယ်ကျေးဇူးတင်ပါတယ်အဓိကကလည်းပစ္စည်းကမင်းသမီးဆိုတာတပည့်တိရုပ်ဆောင်ကောင်းဖြစ်ချင်တယ်တိရုပ်ဆောင်ကောင်းတူအဲ့တော့တိရုပ်ဆောင်ကောင်းဖြစ်ချင်တဲ့အတွက် ဟိုတဆင်းကိုပကြည့်ဟိုတံမှုတထားကော်လို့နေလုံးနိုင်ပါတယ်ပြောရင်လေအဲ့တဆင်းကိုပကြည့်အကောင်းဆုံးလုပ်ပြီးအဓိကလူတိုင်းရဲ့အိမ်ဘက်ကတော့ခေါင်းဆောင်တော့ဖြစ်ကျင်ကြတာပဲဒါပေမဲ့အကောင်းဆုံးတော့ထိတ်ဆုံးတော့ရောက်ကျင်ကြတယ်ဒါပေမဲ့ပကြည့်ကတော့တစ်ဆောင်ကောင်းတယောက်ဖြစ်ကျင်နေပေါ့နော်အဲ့လိုမျိုးဟာ ဟုတ်ကဲ့ပါဒါလည်းကိုရွေးချက်ထားတဲ့လမ်းဆိုတော့ကိုကဒါအကောင်းဆုံးဖြစ်ချင်တဲ့သူတွေပါပဲဟုတ်ကဲ့အနုပညာအကြောင်းပြောရတဲ့တကယ်ဘဝနဲ့ပတ်သက်ပြီးတော့ဉာဏ်နားထောင်လို့ကောင်းတဲ့ဟိုစဉ်းစားချက်ကတော့တိနော်တော့အချိန်ဘလိုမျိုးကုန်နေမှန်းတော့မသိဘူးလားနားထောင်နေရအရင်နားထောင်လို့ကောင်းတယ်ပါဟုတ်ကဲ့ဆိုတော့အခုတို့ဒီနေ့စကားပြောတာလည်းကောင်းပါတယ်ဘုသူတိုင်လည်းညီမလေးရှိရအများကြီးစိတ်ခွန်အားပါစိတ်ခွန်အားလေးလည်းအများကြီးရတယ်နော်အော်ဘီနဲ့အနုပညာရှင်တယောက် 屁股屁股麻了，我都痛死了。对对，阿炳的阿炳的嘛，阿炳的嘛，阿炳的嘛。屁股包包这里，大家注意一下，大家 <Okay, S 2>,。 Okay,